ဘာဘီလိုနင်းဖင်ကိုအခန်း26တကြုံထောင်ပုံကံမူကြီးတကြုံသမားဘွားမှာမိနစ်တိုင်းစက္ကန့်တိုင်းတွေအန်ဒရယ်ကြီးလာဤဒေမတူးနေမတူးလူများဘွားမှုမိမိရန်သူများမှာအချိန်မရွေးနေရာတိုင်းမှာပေါ်လာနိုင်ဤမနေ့ညကဖေဝိုင်းတွင်ကျွန်တော်မပါတောင်တွေးမြောက်တွေးနေအဲ့ရပေါ်လှဲနေပြီးအချိန်ဖြုံးနေခဲ့မိဤအဲ့နေပြီလားဘာဘီလိုမဲ့သေးပါဘူးအကျဉ်းသားနှစ်ယောက်ဖြစ်ဤယခင်ကတကြိမ်မြတ်ကျွန်တော်နဲ့စကားပြောဖူးကြသူများမဟုတ် ကျွန်တော်တို့ခမားနဲ့ခဏစကားပြောချင်တယ်ပြောလေဒီမှာပြောလို့မဖြစ်ဘူးတဲ့နဲ့တိတ်အရေးကြီးတဲ့ကိစ္စမျိုးတခြားစိတ်ချရတဲ့တနည်းအားမှာသွားပြောကြရအောင်ရပါတယ်ဒီမှာပဲပြောပါ တို့တို့ပြောရင်ဘယ်သူမှမကြားနိုင်ပါဘူးကျွန်တော်တို့ထောင်တွင်းတပုံထားမလို့အစီအစဉ်လုပ်ထားတယ်အစီအစဉ်ကတော့ဒီတကြုံလုံးမှာရှိတဲ့ဝါရာရီရောသူတို့မယားရီရောသူတို့ကလေးရီရော အာရတောကန်ရီရောအကုန်တပ်ပြီးပြေးကြဖို့ပဲလန်ဒန်တိုင်းဝင်စီမဲ့အဖွဲ့မှာ၄ရောက်ပါဖို့လူရွေးထားတယ် ကျွန်တော်ကလမ်းနှစ်တိုက်မှာတန်ရှင်းတာဝင်နေစဉ်ယူရတယ်လို့ဆိုတော့လမ်းနှစ်တိုက်အခြေအနေအကုန်သိတယ်။အခုလမ်းနှစ်တိုက်ထဲမှာအလက်စားဆက်တနက်ကြီးပဲ23လက်ရှိတယ်။ rifle ကတော့အလက်80ကျော်ရှိတယ်။ကျွန်တော်တို့တမုံထားကြမိတ်စီစဉ်ကတော်ပြီတော်ပြီကျွန်တော်ကိုဘာမှမပြောပြနဲ့ကျွန်တော်ဘာမှလည်းမသိချင်ဘူး။ခင်ဗျားတို့စီစဉ်ထဲမှာလည်းကျွန်တော်မပါဘူး။နှစ်ယောက်လုံးကြောင်သွားကြ၏။ဘာပြုတ်လို့လဲကျွန်တော်တို့လူလေး90လောက်ဆူထားပြီးပြီ။ ခင်ဗျားဆိုထားပြပြီဆိုရင်လည်းခင်ဗျားတို့ကခင်ဗျားတို့လှုပ်ချင်တာဆက်လှုပ်ကျွန်တော်ကတော့ဒီလုံမျိုးကိုလှုပ်ဖို့ဘယ်တော့မှစိတ်မကူဘူးသူများလှုပ်တဲ့စီမားလည်းမပေါဘူးညီပေါင်းခင်ဗျားတို့ကိုတခုမေးပြရစီအောင်ကျွန်တော်ကဘာပြုလို့ခင်ဗျားတို့ဒီအကြောင်းလေးလားပြောပြနေကြတယ်ခင်ဗျားကတကြုံကထွက်ပြဖို့အမြဲကြံနေစိတ်ကူးနေရဆိုတာတကြုံလုံးတည်နေတာပဲကျွန်တော်စီစဉ်ကလည်းအားလုံးလုံးမြောက်ကြဖို့အရေးဆိုတော့ခင်ဗျားဘယ်ဒီနဲ့မဆိုပါမင်းစိတ်ဝင်စားလိမ့်မယ်ထင်လို့ပါမပါဘူးစိတ်ဝင်စားဘူးဒီလိုစီစဉ်မျိုးနဲ့ထွက်ပြလို့ဘယ်တော့မှမလုံမြောက်နိုင်ဘူးလို့ကျွန်တော်ယုံကြည်တယ် ျွန်တော်ကိုရန်သူမှုမတမ်းမဖြစ်လို့တတ်ဖို့တကယ်လူလူတတ်တာမျိုးတော့လုပ်ရဲတယ်။ခင်ဗျားတို့ကစီစဉ်နေတဲ့မိမတွေကလေးတွေကိုပါတတ်ဖို့ဆိုတာမျိုးကတော့မလုပ်ရဲဘူး။နေပါဦးခင်ဗျားတို့ဒီမိမတွေကလေးတွေကိုပါဘာဖြစ်လို့တတ်ချင်နေကြတာလဲ။ကျောတို့ကလွမြောက်ရုံနဲ့ကြံကြတာမဟုတ်ဘူး။အပြက်ကလေးစားချေအောင်မလုပ်ပါကြံထားတာ။ဒီကလေးတွေမိမတွေကလည်းဝါရာတွေရဲ့သွေးတွေမဟုတ်လား။ကျောတို့တဘောကကျူပင်ခုတ်ကျုံကုန်မကြံအောင်ဆိုသလိုမျိုးစိပါဖြုတ်ပစ်ခြင်းလို့ကဲလုံးဝမဆွေးနွေးအောင်ခင်ဗျားသဘောကအပြက်ပဲလုံးဝမပေါနိုင်ဘူးလားဟုတ်တယ်အပြက်ပဲ ပို့ပြီးရှင်းအောင်ခင်ဗျားတို့ကိုထပ်ပြောလိုက်အောင်မယ်ကျွန်တော်နဲ့တွဲနေတဲ့တခြားကျွန်တော်နဲ့ရင်းနေတဲ့လူတွေကိုလည်းဘသူကမှဒီအကြောင်းခင်ဗျားတို့တော့ပြောပြီးစီးရုံးမှုမကြိုးစားပါနဲ့ကျွန်တော်တို့ဆန္ဒကိုချိုးပြောထားမယ်တို့ဘသူမှပါကြမှာမဟုတ်ဘူးဒီမှာခင်ဗျားတို့စိတ်ကူးနေတဲ့စိတ်ကူးမဖြစ်နိုင်တာတခုကိုပဲကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့ဝါရာတွေကိုအကုန်တက်ပြီးပြီတဲ့ဒီကျုံးကအဝေးကိုဘလို့ပြေးကြမလဲလွယ်ရကျုံးမှာမော်တော်20ရှိနေတာပဲ20နဲ့လွယ်ရကျုံးကလွှဲရကျော်ကိုပြေးကြမှာပေါ့ဒီမှာဒီမော်တော်20ကဒဇင်းကိုလူ20ပဲတင်နိုင်တယ် ီတော့20ပေါင်းမှလူ40ဒီကျုံးမှာရှိတဲ့အချင်းသားကတစ်ဆောင်မှာပဲ120ရှိနေပြီဒီတော့ဒီမော်တော်20နဲ့ဘယ်လိုပြေးကြမလဲစမ်းတော့ပဲပေါ့ဂျန်တဲ့လူတွေကတော့သူ့ကန်နဲ့သူနေခဲ့ပေါ့ကိုပဲဒီ40တဲ့ပါဖို့အရေးကြီးတာပဲအဲ့ဒါပြောတာပေါ့မော်တော်ဘော်တက်ဖို့တယောက်နဲ့တယောက်လူနေကြတာနဲ့ပဲအချင်းချင်းတက်ကြပြီးအားလုံးသေကုန်ကြမယ်နောက်ခမားတို့ကျုံးကကလေးတွေမိမတွေကိုတက်ပြီးပြေးခဲ့တဲ့လူသက်သမားအချင်းသားတွေကိုဘယ်တမ်းမီဘယ်နိုင်ငံကလက်ခံလိုက်မယ်လို့ထင်တယ်လဲမှတ်ထားဘယ်နိုင်ငံကမှလက်မခံဘူး လက်မခံလဲနေဗျာနောက်ခါလာနောက်ခါသေးပဲရုပ်တို့ကတော့ပြမာဆုံးကလေးသားခြေလိုက်ရတယ်ဆိုရင်ပဲကျင်းနေလာပြီခုံလုံးတစ်ယောက်ပြန်သွားပြီနော်ကျွန်တော်မှဒေါ်ယုံဖြစ်အိတ်မပြောနိုင်မဖြစ်နေဤလူများစွာတေးချမိအရေးကိုတွေးပြီးအလွန်ရင်လဲမိနောက်တနေ့တွင်ဤလူနှစ်ယောက်ဤနောက်ကြောင်းများကိုလိုက်ဆောင်စမ်းမိဤသူတို့နာမည်မှာအာနောနဲ့ဟေတင်ဖြစ်အာနောမှာဘာမဟုတ်သည့်အမှုငယ်လေးတစ်ခုပြင်ထောင်တသက်တကြုံကြလာသူဖြစ်တကယ်တော့သူပြမှုနဲ့သူပြတဲ့အများမှာလုံးဝမထိုက်မတရားခံရခြင်းဖြစ် အာနောကိုမှရဲတယောက်ကိုတန်ဖို့ကျူးလွန်ဖို့ဤဒီလိုတန်ဖို့ကြောင့်အာနောကိုမဲပြီးအညိုးဖြစ်မတရားအပြစ်ပေးလိုက်ကြခြင်းဖြစ်ဤအပြစ်မပေးမီချုပ်ထားကြခြင်းကလည်းအာနောကိုအမျိုးမျိုးနှင်းဆဲခဲ့ကြသည်ဤအာနောဒီဤဖြစ်များကိုအခဲမကျေနိုင်ပဲဖြစ်နေရန်ရှိဟေဒီမှာလူငယ်မှဆာ၍လူဆိုးဖြစ်ကိုနေသားအရွယ်တွင် ခလေးထောင်အဖို့ခံရ၏နောက်လူကြီးထောင်နောက်တကြုံရောက်လာ၏ခြေတပတ်လဲကောင်းစွာမတန်ဆင်းညံ့လုံးဝရှိသူမဟုတ် ကျွန်တော်မှာမကြမီဖြစ်လာတော့မိထောင်တွင်သဘောအမှုနှင့်ပတ်သက်၍ဖြစ်လာမိအကျိုးဆက်များကိုတွေးပြီးအမျိုးမျိုးရှင်လင်းနေ၏သူတို့ပဲနေပုံကံမှုစားကြမည်နီပုံကံမှုမစားမီတခြားကျုံးတို့အကြောင်းရှာပြီးရှောင်းနိုင်ရန်အတွက်အာနိုနီဟေဒင်ကိုကျွန်တော်ကိုကြိုတီပေးရန်တွမ်းမာထားလိုက်၏သူတို့ကလည်းကြိုပြောပါမည်ဟုကတိပေး၏တနေ့မနေ့မမျော်လင့်မဲ့အပြောင်းလဲတစ်ခုဖြစ်လာ၏အာနိုနီဟေဒင်တို့ကိုဘာအကြောင်းမျှမပြပေးလွယ်ရကျုံးမှဆင်ဂျိုးဆက်ကျုံးတို့ပြောင်းပြလိုက်၏သူတို့နှစ်ယောက်နဲ့အတူကာဗိုနရီညီဂျင်းလဲပါသွား၏ ကျဲပါသွားသည်ကိုကျွန်တော်လုံးဝပါဝင်မကြပါကျွန်တော်ရဲပေါ်များအီလူ၃ယောက်ကိုဘာကြောင့်ပြောင်းလိုက်သည်ကိုဘယ်သူမှမသိနောက်ဆုံးကျွန်တော်မနေနိုင်ပြီပြောလိုက်မှပင်အကြောင်းဆုံးသိကြပြီအံ့ဩနေကြ၏ကာဗိုနီဗီကလည်းသူညီပါသွားသည့်အတွက်ကိုသူမယုံနိုင်အောင်ဖြစ်နေ၏ဒါကြောင့်နှလုံးမိုင်းလိမ့်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးဗျာယူများနေပြီလားမသိဘူးသူညီရှာ၏ဘာမှလုံငယ်မစားနိုင်မီဂျုံပြောင်းခံလိုက်ကြရသဖြင့်သူတို့စီစဉ်မှာပေါက်ကြားသွားပြီဖြစ်သည်ကိုအားလုံးမှန်းဆနိုင်၏မိသူလက်ထောက်ချလိုက်တနည်းဤပြဿနာမှာလည်းရုတ်တရက်မပေါ့ နောက်တညတွင်အီလာဆိုလိုဆိုသူဓာတ်ထုတ်အသက်ခံရ၏သွေးသားကိုမာတီနီကွီတိုင်းသားကပ်ပလီချင်းသားတို့၏အင်ဂျီ၌နောက်တနေ့တွင်ထာဝနာပိုင်များတွေ့သောသဖြင့်ထိုလူမဲမှာလူတတ်မှုဖြင့်အစွတ်စွဲခံရပြီးဒေတန်ချခံရ၏တနေ့မနေ့တွင်ဂါပဲကျွန်တော်နီးရောက်လာ၏ပါပီလုံမဟုတ်တခုအကြံပေးပါဦးဘာပေးရမှာလဲအီလာဆိုလိုကိုတတ်တာဟာဒေတန်ချသွားတဲ့ဟိုကပ်ပလီမဟုတ်ဘူးကွတတ်တဲ့လူကငါငါကြောင့်အချောင်းသူများမတရားကျိုးစင်သွားရမှာငါမကြည့်ရဘူးကွာတချိန်တည်းမှာငါကိုယ်ရံလေးကျိုးစင်မတတ်ချင်ဘူး ငါဘာလုပ်ရမလဲငါ့ကိုတေးတယ်မချဘူးဆိုရင်တော့ငါဖြောင်းချက်သွားပေးချင်တယ်ငါစဉ်းစားကြည့်ဦးမယ်ကပဲနောက်မှမဲလို့တင်တာကိုငါပြောပြမယ်ဤပြဒနာကိုကျွန်တော်နဲ့အလွန်ရင်းနှီးသည့်ကိုလိုနီအမည်ရှိဝါရာတယောက်နဲ့သွားတိုင်မိသူကဂါဗင်မူလာအဖြစ်တန်မိများကြားထားတယ်လို့မိကျွန်တော်ကအနှစ်20ဦးပြန်ပြောပြ၏သူကရခုတမန်ကျွလွန်တော်လူတတ်မှုအတွက်တကြုံထံဖြစ်နိုင်သည့်နည်းများကိုပြောပြပြီးဂါဗင်ကိုသူ့အစီအစဉ်တိုင်းသွားဖြောင်းချက်ပေးခိုင်းရာယုံနံနေပြီးသွား၏တေတံခံရတော့မိကပ်လီလည်းလွတ်သွား၏ ကာဗင်ကဂျေဆုတင်ကြောင်းကျွန်တော်ကိုနောက်တစ်နေ့တွင်လာပြော၏။အီလာဆိုလိုကိုမင်းပါပြုလို့တတ်တာလည်းကာဗင်။ကာဗင်ကအကြောင်းစုံကျွန်တော်ကိုပြန်ပြောပြ၏။အီလာဆိုလိုမှာအာနော်နဲ့ဟေဒင်တို့၏အထောင်သဘုံထားကြမိအစီအစဉ်တွင်မူလကပါဝင်ခဲ့ပြီးနောက်ပိုင်းမှအာနာပိုင်များထံသစ္စာဖော်၍သွားသတင်းပေးလိုက်သည့်ဖြင့်သူတပ်ဖြစ်ခဲ့ရသည်ဟုပြော၏။ဒါဖြင့်မင်းလည်းအာနော်နဲ့ဟေဒင်တို့၏အဖွဲ့ဝင်ပေါ့။ဟုတ်တယ်။ဂျင်းရော၊သူလည်းပါတယ်။တခြားပါရသူတွေရှိသေးလား။မရှိဘူး။ငါတည်တလို့တော့ဒါကုန်မယ်။ ပုံကန်လေးနေမှာလက်နှစ်တိုက်ကိုဝင်သိမ်းပြီးမှဂျန်နေလူတွေကိုထုတ်စီးအောင်မယ်လို့စိတ်ကူးထားကြတာ။ဒေါ်ပါသေးသည်လက်တွေ့များအကောင့်ထဲပေါ်ခဲ့မိလျင်အတုံးယုံထေချရတော့မည်။နောက်တနေ့တွင်ကျွန်တော်ကိုလည်းဘာကြောင့်မှမပြဘဲထောင်ပိုင်းကစိန်ဂျိုးဆက်ကျုံးကိုပြောင်းပြလိုက်ပြန်၏။ထောင်ပိုင်းမှာအသည့်ဖြစ်ကျွန်တော်နှင့်ရင်းနှီးသောထောင်ပိုင်းကြီးပရိုလက်မှာလွန်ခဲ့သည့်နှစ်လကပင်ပြောင်းသွားခဲ့လိမ့်မည်။ဘာများမတတ်နိုင်ကျွန်တော်ရဲဘော်များကိုဝန်ထဲစွာနှုတ်ဆက်ပြီးစိန်ဂျိုးဆက်ကျုံးတို့လိုက်သွားခဲ့၏။ ။ဆန်ဂျိုးဆန်ကျုံတို့ရောက်တည်နေထိုကျုံးဤထောင်ပိုင်နဲ့ကျွန်တော်သွားတွေ့ရ၏။သူ့အိမ်တွင်ဖြစ်။ထိုထောင်ပိုင်မှာလည်းအစ်စ်ပင်ဖြစ်။ဘာဘီလုံဆိုရလား။ဟုတ်ကဲ့။မင်းရဲ့ကိုကြီးမတ်တန်ဖိုင်တွဲမှာတော့ထောင်ပိုင်ကြီးကအန်ဒရယ်အလွန်ကြီးသူအမဲထွက်ပြေးရန်ကြံနေသူအထူးဆောင်ကြည့်ထားတဲ့သူလို့ရေးထားကြတယ်။တော်တာထက်အရင်ထောင်ပိုင်ကြီးရဲ့တမီးလေးရင်းနေတုန်းကမမန်းတွေကြားထဲမှာရေထဲခုန်ဆင်းပြီးကဲဖို့ကြိုးစားခဲ့တာမင်းမဟုတ်လားဟုတ်ပါတယ်ခင်ဗျာ ဟေးမာရီမင်းတိတ်ချစ်တဲ့အရင်ထောင်ပိုင်းရဲ့သမီးလေးကိုငမန်းနေကြတဲ့ဆေးမီခဲ့တဲ့ဆိုတဲ့အကျဉ်းသားကသူပဲမင်းတွေးကျင်နေတယ်ဆိုကလေးနှစ်ယောက်နဲ့တူအမျိုးသမီးတူအိမ်ထဲမှာထွက်လာ၏ကျွန်တော်ကိုလက်ဆွဲရင်းနှုတ်ဆက်၏အဲ့ဒီကလေးမလေးကိုကျွန်မတိတ်ချစ်တာဒါကကျွန်မသမီးတွေလေကလေးနှစ်ယောက်နဲ့မိတ်ဆက်ပေးပြန်၏ကလေးနှစ်ယောက်လုံးမှာအလွန်ချစ်စရာကောင်းသောကလေးများဖြစ်၍ကျွန်တော်ကောင်းလေးများကိုပို့၍နှုတ်ဆက်လိုက်၏ကျွန်မတို့အိမ်ကိုရှင်ချိုက်သလိုဝင်ထွက်နိုင်တယ်ရှင်ပါပဲအကူအညီလိုလိုကျွန်မကိုလာပြောပါကျွန်တော်ကကျေးဇူးတင်ကြောင်းပြန်ပြောလိုက်၏ ကဲသူကအဆောင်စီအရင်ခေါ်တော့အောင်ပေါ့ဘာပီလုံမနက်ဖြန်မှာပဲမင်းဘာအလုံးမျိုးလုပ်ချင်တယ်ဆိုတော့ငါ့ကိုလာပြောမင်းကြိုက်တဲ့အလုပ်ကိုငါချပေးမယ်ကျွန်တော်သူ့ကိုတီးပြရစေလားခင်ဗျာဘာလဲကျွန်တော်ကိုဘာပြုလို့လွယ်ရကျုံးကဒီကိုပြောင်းလိုက်တာလဲလွယ်ရထောင်ပိုင်းကမင်းကိုကြောက်လို့နေမှာပေါ့အခုနောက်ဆုံးထွက်ထားတဲ့အမင်းကထောင်ပိုင်းတယောက်နေနဲ့အကျဉ်းသားတယောက်ထွက်ပြီးရင်ရမယ့်အပြစ်တော့ငါအရင်တော့မဟုတ်တော့ဘူးယာလူတစင်ရှော့ချရောမဟုတ်ဘူးအလောက်ကကိုအပီးထုတ်ပြစ်မှာ ပန်ဒီယခုယောဘာနိုင်စေကြီးဖြစ်နေလေပြီပြည်သင်နိုင်ငံတိုင်းလည်းနိုင်ငံရေးပါတီနှစ်ဘွဲ့ကွဲနေသည်အကျဉ်းသားများထွက်ပြေးခြင်းသည်လက်ရှိအစိုးရကသူတို့အပြိုင်အဖွဲ့ Free Front တို့ဝန်ရံပြေးသည်ဟုယူဆ၏ထို့ကြောင့်ယနေ့အကျဉ်းသားတယောက်ထွက်ပြေး၍ပြန်မိလေတေတံပေးမယူအတီလင်းကြီးညာထားလေပြီအချိန်ခါတည်ပြောင်းလဲခဲ့လေပြီထောင်မိုင်ကြီးကဒီကြုံးမှာနောက်ဘလောက်ကြာအောင်နေရအောင်မလဲခင်ဗျာဆက်ရှိလထောင်မိုင်ကြီးတီအီးမေးလ်ကုန်းပါကြောင့်မေးတီကိုသူချက်ချင်းရိပ်မိသွားဟန်ရှိ၏ပြောင်းလိုက်ပြီး မင်းနောက်တစ်ချိန်ပြေးဖို့ဒီလောက်ကြာကြီးမအောင်ထားနိုင်ဘူးတင်နေဟုတ်တယ်အခွင့်အာဏာနဲ့ကျွန်တော်ကိုလွယ်လွယ်ကျွန်းပြန်ဖို့ပါခင်ဗျာကျွန်တော်ကြောင့်ထောင်ပိုင်ကြီးကိုဘာမှမထိခိုက်မနစ်နာစေခြင်းဘူးအေးလေးကြည်ကြသေးတာပေါ့အော်မင်းဘယ်ဆောင်ကိုသွားကြည့်လဲအစိုးဆုံးလူတွေအတွက်တတ်မှတ်ထားတဲ့ဆောင်ကိုသွားဖို့ပါခင်ဗျာအဆောင်တို့ရောက်လိပြီအဆောင်မှုတက်ချက်ကြီးမှကျွန်တော်ကိုမြင်တည်နေဘာဖြစ်လို့မင်းငါအကြောင်းကြားဘူးရဲ့မဟုတ်လားငါလည်းမင်းအကြောင်းသိတယ်မင်းငါတို့ကရောက်အောင်တော့ဒီကထွက်ပြေးဖို့မကြံနဲ့ငါကနောက်လေးနှစ်ဆိုရင်ပြင်ဆင်သွားတော့မယ်ပြင်ဆင်သွားကနေဒီလေးမှာဘာမှဒုက္ခမဖြစ်ချင်ဘူး မင်းပြေးရင်လွတ်အောင်ပြေးမလွတ်လို့မရင်တော့ငါမင်းကိုအသက်ပဲဖြစ်နေရင်တော့ပြေးဖို့မကြိုးစားပါနဲ့ဆေးကြပါဆရာကြီးကျွန်တော်မပြေးသေးပါဘူးပြေးရင်လည်းဆရာကြီးတာဝန်ချိန်မဟုတ်တဲ့ချိန်ရွေးပြမှာပါအေးဒါဆိုရင်လည်းကောင်းသားပဲအေဝါလာတွေ့ချက်ကြီးမိမှာဖီလီစာလီဆိုသူဖြစ်သူတက်ပြစ်သည့်အကျဉ်းသားများမှာများလာပြီဖြစ်၍လူတသမားဖြစ်အားလုံးသည်လူစိုးတောင်တွင်၌လွယ်ရကြုံးမှပြောင်းသွားကြတော့အာနော့ဟေတင်နှင့်ဂျင်းတို့အားလုံးကိုတွေ့ကျွန်တော်မှဂျင်းအကိုနှင့်ယင်းသည့်သူဖြစ်တော်လဲဂျင်းကိုစိတ်ထဲကမကြိုက်လား သူကကိုကာဗိုနီရီတွင်ရှိသောအရေးချင်းမျိုးဘာမှမရှိဘူးမြည်ထို့ကြောင့်ဂျင်းနဲ့အတူကျွန်တော်မနေပီလော်လီဖူးဆိုသူအနည်းတွင်နေလိုက်ဤဂျင်းကသူ့အနားတွင်ကျွန်တော်မနေသဖြင့်စိတ်ကောက်သွားဟန်ရှိကျွန်တော်ကိုစကားလုံးဝမပြောတော့စိန်ဂျိုးစားထောင်ရောက်သည့်နေ့အာနော်နေဟေတင်မှာထောင်လင်းသဘုံထားရေးဆက်လက်ကြံဆောင်နေကြမိကိုကျွန်တော်ရိပ်မိဤသို့တော့ကျွန်တော်နဲ့မဆိုင်သောကိစ္စမှုဘာမှဝင်မပြောလုံးဝမသိသလိုပင်နေဤရင်းထဲကမဟုတ်အပြစ်မဲ့သောကျွန်တော်မြင်တွေ့ခဲ့ရသည့်ထောင်ပိုင်းကြီးကလေးနှစ်ယောက်ပါရော၍ ဒဏ်ခံရတရားမိဖြစ်ကိုတွေးပြီးစိတ်မကောင်းဖြစ်နေမိအာနောဟေဒီနေ့ဂျင်းတို့ရုံလုံးမှာအကြောက်တရားသောအလုတ်ဖြစ်ထိုစဉ်ကစိန်ဂျိုးဆက်ကျွန်းတွင် ဆောက်လုဆာဖြစ်သော ရေကူးကန်တွင် ကာမာလုံရန်ကြောက်လို၏သူတို့ကြောက်ထူးပြီးတည်ပူကြရ၏အလုံးပင်ပန်းသောအလုတ်ဖြစ်၏ပုံငယ်မှုစားလေးပြီးပရမဆုံးတနတ်တံများကြ၏တနတ်တံများကြသည့်နေ့ပြဿနာစားပြီးဖြစ်သည်ကိုကျွန်တော်သိထိုအချိန်၌ကျွန်တော်အဆောင်တဲတွင်ပင်ရှိတပုံထတာတပုံထတာချကုန်ကြပြီ ။ဘီလော်လီဖူးကျွန်တော်တို့အဆောင်အတွင်းတို့ပြေးဝင်လာပြီးတရင်ပေး၏။ဂျင်းမာထိုနေ့ရဲ့အလုံးမစင်းနေမကောင်းပြောပြီးအဆောင်အတွင်း၌အိတ်နေ၏။တနတ်တန်ကြားမှငေါက်ခနေထားလိုက်။ဘာမှချကြတာလဲ။ဒါတော့မသိဘူးကြီးရတာမောင်မူးနဲ့တူတယ်ဘာတမ်းမှဆက်မကြားရတော့ဘူး။တနတ်တန်များရုတ်တရက်ပေါ်လာပြန်၏။ဘာဖြစ်လို့မင်းမှဒါရှိတယ်မဟုတ်လား။ဘီလော်လီဖူးကကျွန်တော်ကိုမေးလိုက်၏။ရှိတယ်။ရှင်ရှိတာထောက်ကြိုက်တပုံထတာဆိုရင်တော့ပါတဲ့လူကိုရောမပါတဲ့လူကိုရောဝါနာတွေကအကုန်ရှင်းပြမှာပဲတို့မသေးခင်ဒီကောင်တွေကိုလည်းရနိုင်တယ်လို့ပြန်တက်ရအောင် ဟုတ်တယ်ချမယ်ဂျင်းကလည်းခုံထားလိုက်ဤတူသားကိုဆွဲထုတ်လိုက်ဤဘာကြမှာလဲပြန်ထိုင်ကျွန်တော်ကဂျင်းကိုဟောက်လိုက်ဤမေလိုယူနေလားအခုလူပဲနှစ်ယောက်ဒီခန်းထဲမှာရှိတယ်ကိုယောက်ဒီခန်းထဲကရဲတဲ့အကောင်အပြင်ထွက်ကြည့်စမ်းဝါရာရီကိုမင်းတို့မတက်ခင်ထွက်တဲ့အကောင်ကိုငါအရင်တက်မယ်ဂူကိစားရဲဘာမသိညာမသိနဲ့ပါသလိုရှိသွားရင်ပြဿနာဘယ်လောက်ကြီးလာမလဲလို့မင်းတို့ထင်တယ်လဲဝါရာရီလာရင်တို့ဘယ်လိုရှင်းကြမလဲဒီကိစ္စငါတာဝန်ယူတယ်မင်းတို့ဒါတွေဟိုအမိုက်ဖုန်းနဲ့ပြစ်ထည့်လိုက်ဒါအလုံးကိုအမိုက်ဖုန်းနဲ့ပြစ်ထည့်လိုက်ကြ ਈ ဝါရာမြပြေးဝင်လာကြ ਈ ။ဒရုန်းနဲ့အတူအပြင်တွင်တာဝန်ထမ်းဆောင်နေကြသောအကျဉ်းသားများကိုလည်းကန်ကြောက်ရိုက်နှက်ပြီးခေါ်သွင်းလာ၏။တရများကိုလည်းအသင့်ချိန်နာကြ၏။ကျွန်တော်တို့အဆောင်မှမြင်းနဲ့ချင်းဆိုင်အဆောင်သို့ဝင်သွား၏။အဆောင်တွင်ရှိအကျဉ်းသားများပိုင်ပစ္စည်းအလုံးကိုကန်ကြောက်ဖျက်ဆီးကြ၏။ထို့နောက်အခြားအဆောင်များကိုလည်းဝင်ပြီးအလားတူပင်ဖျက်ဆီးကြ၏။အဆောင်မှာရှစ်ဆောင်ရှိသနတ်တန်နှစ်ချက်ကြ၏။ခြောက်လုံးပြုတ်တန်ဖြစ်၏။အကျဉ်းသားနှစ်ယောက်ကိုအဆောင်တွင်၌ဖြစ်တတ်လိုက်ခြင်းဖြစ်သည်ဟုသိရ၏။ကျွန်တော်အဆောင်တို့ရောက်လာကြပြီပထမဝါရ၃ရက်လူစုံတော်ဖြစ်ရသူတို့ချက်ချင်းမဝင်ရဲ တို့တော့မှာတက်ချက်ကြီးဖီလီစာလီပါလာဤသူမျက်နာမှာဒေါသအဟုန်ကြောင့်ညိုပုံးနေဤမျက်လုံးများမှာသွေးရောင်တောင်းနေသည်ဆောဆောကတပတ်ဆောင်၌အကျဉ်းသားနှစ်ယောက်ကိုပြစ်တက်လိုက်သူမှာသူပင်ဖြစ်ကျော်ခိုင်းလေကျော်ခိုင်းလေဒီကောင်လေးကိုမင်းတို့ဘာအတွက်ရက်ကြည့်နေကြတာလဲတဏ္ဍာမင်းလေးကျွန်တော်တို့ကိုဝိုင်းချိန်ထားကြဤဆရာကြီးခဏလေးရှင်းပြပေးရစီရောရှင်းမနေနဲ့ပါပြီလုံးခုအပြင်မှာတို့တက်ပြီးခဲ့တဲ့သဘုံ၃ယောက်လုံးဟာမင်းတို့အဆောင်ကအကြီးပဲမင်းတို့အားလုံးဒီကိစ္စမှာပါရမယ်မင်းတို့အားလုံးကိုတက်ပြစ်ရမယ် ဒါကြကြီးမာကိုစီကန်နေသားဖြစ်ပြင်သစ်စစ်သူကြီးနပိုလီယံ၏အနွယ်များဖြစ်သူတို့ကသူတို့နပိုလီယံသွေးများဖြစ်အလွန်ကုန်ယူတတ်သူများဖြစ်ဆရာကြီးခမားတို့ကနပိုလီယံသွေးတွေဆိုနပိုလီယံသွေးပါတယ်ဆိုတဲ့လူကကိုကိုဘာမှပြန်မလုပ်ပဲငြိမ်းရနေကြတဲ့လူတွေကိုဒီလိုပဲတည်ရဲကြတာကျောက်ကအရင်တော့ကနပိုလီယံသွေးတွေဆိုရင်တော်တော်အထင်ကြီးမိတာဒီမှာခမားဟာခမားလူတက်ချင်နေတာနဲ့ဘာမှကျုပ်တို့ကိုသဘောမှုနဲ့မဆိုင်မဲ့အကြောင်းမဲ့ဆွဲထက်မနေနဲ့တက်ချင်လဲတက်တော့ဗျာစကားရှိမနေနဲ့ ဟဲ့ကောင်လေးအကောင်လုံးကြောလှည့်ပေးလိုက်အရေးတက်တက်ကပြစ်တာဆိုရင်တို့ကိုပြန်လှုပ်လို့ပြတ်တက်တာဆိုပြီးအထာအနာပိုင်းတွေကိုညာပြောစရာရသွားအောင်မယ်တို့ကိုအကြောင်းမဲ့တက်တယ်ဆိုတာထင်ရှားအောင်ကြောပတ်တာဖြစ်ပါစေကျွန်တော်တို့အလုံးနောက်လှည့်လိုက်ကြဤဘာသနတန်များထွက်မလားတော်ပါသေးဤကျွန်တော်ယင်နေနိုင်တထိတ်ထိတ်နေဖြစ်နေဤထိုချိန်၌ထောင်မှန်ကြီးရောက်လာဤရင်းကိုခေါ်ထုတ်သွားပြီးအဆောင်တကားကိုပိတ်ခိုင်းလိုက်ဤနောက်အပြင်ဘက်တွင်တာဝန်ကြားသောကျွန်တော်တို့အခန်းမှအခြားအကျဉ်းသားများလည်းတဖွဲ့ဖွဲ့နေပြန်ရောက်လာဤလူဆောင်တွင်အချုပ်ဆောင်ကြီးတကားကိုလုံးဝပြန်မဖွင့်ပေတော့ ။ဝါရနယောက်မှာအခန်းတက္ကမကြီးအဝရွယ်အမြဲတနမောင်းတင်ပြီးအတင်းဆောင်နေကြသည်ကိုတွေ့ရ၏။ထိုချိန်ဒီသဘုံထားမှုမိသူဆောက်ခဲ့သည်ကိုကျွန်တော်မသိရသေးပါ။အကြောင်းစုံကိုကျွန်တော်ညမှပင်သိရ၏။ဖြစ်ပေါ်မှာအာနောနဲ့ဟေတင်တို့ကဗရမသူတို့ကြောက်တဲ့အဖွဲကိုတာဝန်ယူရသောဝါရကိုရိုက်တက်ပြီးတနက်လူ၏သူတို့နဲ့အတူကြောက်တဲ့ဒီအလုပ်တွင်တာဝန်ကြသောအခြားကျင်းသားများကိုသူတို့နောက်လိုက်ရန်ခေါ်၏ဘယ်သူမှမလိုက်သူတို့နဲ့ငကူကညှိပြီးသားမာစီရာဆိုသူတယောက်သာရှေ့ထွက်လာ၏ ထို့နောက်သူတို့ရောက်နေသောနေရာနှင့်မလန်မကန်းတွင်ရှိသောထောင်ပိုင်းအင်ကိုဝင်စီးပြီးတနက်လူရန်ကြိုးစား၏မအောင်မြင်ဒါကားသောအင်စီအာရက်ကိုပင်မကျော်နိုင်ပဲနောက်ဆုံးဝါရမဲရောက်လာပြီးဟေဒီမာထိုနေရာ၌ပင်အပြစ်သက်ခံရ၏အားနောက်မှပင်လေတဲ့ဆင်းပြပြချင်းငမန်းကိုက်ခံရပြီးတရား၏နောက်ဆုံးကြံသောမာစီရာမှာကြောက်တယ်အဖွဲမှအဆောင်အာရမများရိုက်၍ဘာမြလှုပ်ရှားမှုမလုပ်နိုင်မီတေသွား၏တကယ်တော့ဘာမြထိရောက်အောင်ပုံကန်နိုင်သည့်ပုံထားမှုမဟုတ်ပါမကြီးကျယ်တင်မဲ့ကြီးကျယ်သွားရခြင်းဖြစ်၏ နေရရှိလိမ့်ပြီးအဆောင်အပြင်တို့မိသူများထောက်ခွင့်မပေးအကျဉ်းသားအလုံးအလွန်အနေရကြလာ၏ဝါရမများဘက်မှလည်းတနတကားကားဖြင့်တာဝန်ကြားချိန်တွင်တနများကိုလမ်းမှလုံးဝမချပြဿနာကိုမိသူရှင်းချမိကိုမိသူများစဉ်းစားမရအကျဉ်းသားအလုံးအာနာပိုင်များ၏အရေးအူချီကိုစောင့်ကြည့်နေကြရ၏ညာရှင်နာယကန်တွင်အကျဉ်းဆောင်တကားလာဖွင့်ပါပီလွန်အပြင်ထွက်ဘာအတွက်လဲယခုလာခေါ်ခြင်းမှာကောင်းသော ခေါ်ခြင်းမဖြစ်နိုင်ထောင်ပိုင်းကြီးကခေါ်ခိုင်းတယ် ။ထောင်ပိုင်းကြီးကခေါ်လဲကျွန်တော်ကုချိန်တော့အပြင်းမထွက်ဘူးမလိုက်ဘူး။မင်းတို့အမိန်ကိုညင်းနေပေါ့ဟုတ်လား။ညင်းနေ။ကျွန်တော်နေ့ရင်းနေတော့အချာချင်းသားများကျွန်တော်ဘေးတွင်ဝိုင်းလာကြိုက်။ဘာဖြစ်လို့မထွက်နဲ့ဒီကောင်တွေကုချိန်ကြီးမှလာခေါ်တော့အကောင်းခေါ်တော့မဖြစ်နိုင်ဘူး။ကျွန်တော်ကိုယ်တော်ခေါ်တော့ဝါရာများတကားပြန်ပိတ်ပြီးပြန်ထွက်သွားကြ၏အဆောင်နှစ်ယောက်သာကျန်၏ဒေါက်တာရိုက်ခန့်အချာတွင်ဝါရာများပြန်ရောက်လာ၏သူတို့နှင့်အတူထောင်ပိုင်းအိမ်တွင်ခိုင်းထားသောအာရက်ပါလာ၏ထိုအာရက်လက်တွင်တနက်တလက်ကင်ထား၏ ဘာမီလို့ခမ ्या ကိုထောင်ပိုင်းကြီးတကယ်ခေါ်ခိုင်းတာပါခမ ्या မယုံမှကြောက်လို့ကျွန်တော်ကိုထဲပေးလိုက်တာခမ ्या စိတ်ချလက်ချလိုက်ခဲ့ပါခမ ्या ကိုဘသူမျှလက်ဖျားနဲ့မထိစေရဘူးကျွန်တော်တာဝန်ယူရဲအရကသူ့လက်ထဲမှာကာပိုင်းကိုကျွန်တော်မြင်အောင်ပြပြီးလှမ်းပြောလိုက်ဤကျွန်တော်ဘာမှဆံမငင်းဆံမနေတော့ပဲကြည်ကြည်တတာပင်သူတို့နောက်လိုက်သွားခဲ့ဤထောင်ပိုင်းကြီးအိမ်သူကျွန်တော်ကိုခေါ်သွားပါသည်အိမ်တွင်းသို့ဝင်မိလျင်အေကန်၌ကျွန်တော်တို့ထောင်ပိုင်းကြီးတာမကလက်ထောက်ထောင်ပိုင်းနှင့်လွယ်ရထောင်ပိုင်းလွယ်ရဒုတိယထောင်ပိုင်းတို့ကိုပါတွေ့လာလာထိုင်ပါပြီလို့ ကျွန်တော်တို့ရှေ့တွင်ဝင်ထိုင်လိုက်မင်းတို့တို့ခေါ်ခိုင်းတာတခြားမဟုတ်ဘူးအခုတို့ထောင်မှာအင်မတန်အယုတ်ဆိုးတဲ့ထောင်တွင်တပုံထားမှုကြီးတော့ဖြစ်ခဲ့ပြီမကြခင်မှာအထက်ကလွတ်လိုက်တဲ့စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့တွေရောက်လာတော့မှာပဲမင်းနဲ့မင်းရဲ့ဘော်တွေကအခြားထောင်သားတွေပေါ်တော်တော်လေးဩဇာရှိနေကြတယ်ဆိုတာတို့သိတယ်အခုတို့သိကျင်တာကစုံစမ်းစစ်ဆေးရေးအဖွဲ့လာရင်မင်းတို့အချင်းသားတွေကိုလည်းတဦးချင်းခေါ်ဆက်မှာပဲအဲဒီခါမှာမင်းတို့နေနဲ့ဘာပြောကြမယ်ဆိုတာသိကျင်တယ်ဘာတို့သိကျင်တာလဲ ြဿနာမရှိခြင်းလို့ပါဒိုကြုံမမတပုံထမှုဆိုရဲပြဿနာအကြီးတောင်ဖြစ်ပြီးနောက်ထပ်ဘာပြဿနာမှငါထပ်မရှိခြင်းတော့ဘူးမင်းတို့ရဲ့တရားတော်ထွက်ကြမဲ့ထွက်ချက်တွေအပေါ်ကြည့်ပြီးစုံလန်းစစ်ဆေးရေမှုခုံယုံနေတဲ့တို့အပေါ်ပြန်မှုပတ်မှာလဲကြောက်တယ်ဒါကြောင့်မင်းတို့ကျိုးတို့အကျိုးအတွက်အားလုံးတန်တဲ့ရှိအောင်တို့ညှိခြင်းတယ်ကျွန်တော်တယောက်တည်းစံနာကိုပြောရရင်တော့ဒီပြဿနာကိုလာစစ်တဲ့အခါတန်တဲ့ထွက်ကြဖို့ဆိုတာဘလို့မှညှိလို့ဖြစ်နိုင်မှာမဟုတ်ဘူးအကောင်းဆုံးကစုံလန်းစစ်ဆေးရေခုံယုံဖွဲ့ကိုလာကုန်မလာအောင်ပြဿနာကြီးတာကိုသိအောင်လုပ်ဖို့ပဲ တကယ်တော့ကျွန်တော်တို့ထောင်မှာထောင်တွင်းစုပူတပုံထားမှုဆိုတာတကယ်ဖြစ်ခဲ့တာမှမဟုတ်ပဲဘယ်နဲ့မဖြစ်ရမှာလဲတို့လည်းဦးလို့ပြောင်းရင်ကုန်ကြရတယ်မဟုတ်လားမဟုတ်ပါဘူးတကယ်သာတပုံထားတာဆိုရင်ဘယ်နည်းနဲ့မှပြဿနာဟာဒီလောက်နဲ့မပြီးသွားနိုင်ဘူးအခုတပုံထားတယ်ဆိုတာဘယ်နှယောက်ရှိလို့တော့၃ယောက်ပဲရှိတယ်မဟုတ်လား၃ယောက်မကပါဘူးဂျင်းဆိုတဲ့အကောင်ပါတာကိုလည်းတို့စောစောကလေးကတရင်ရပြီးသားကျွန်တော်မှန်တာကိုပြောမယ်ဒီကိစ္စမှာဂျင်းလည်းမပါဘူး ဂျင်းကလွယ်ရမှာအသက်ခံနိုင်ရပြီဖြစ်တဲ့တက်ဆပ်ဖောက်တရင်ပေးသမားဂီလာဆိုလိုကိုငကူကမတည့်တဲ့လူပေါ့ဂီလာဆိုလိုကကြောက်ချတာပါဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးလူထောင်ကြီးရှိတဲ့ထောင်မှာ၃ယောက်စုပူပုံကံယုံနဲ့ထောင်တွင်းတပုံထားမှုဖြစ်တယ်လို့ပြောနိုင်မလားတကြုံထောင်တစ်ခုမှာဝိုင်းစုပူပြီးတပုံထားပြီးအာနာပိုင်တွေကိုတက်ပြီးထွက်ပြေးလို့ဘယ်တော့မှမလုပ်ဘူးဆိုတာကျွန်တော်တို့သိတယ်ဘယ်တိုင်းပြီကကျွန်တော်တို့ကိုလက်ခံမလဲအခုကျောင်းပေါ်မှာပင်လယ်သွားနိုင်တဲ့မော်တော်တစ်စီးပဲရှိတယ်ဒီမော်တော်ကလည်းလူ20ပဲစီးလို့ရတယ်ဒီလို20စီးလို့ရတဲ့မော်တော်နဲ့ထောင်ချီးတဲ့အကျဉ်းသားတွေဘယ်လိုပြေးမလဲ ကျွန်တော်တို့ဒီလောက်မအဘူးအခုပြဿနာကတပုံထတာကိုမဟုတ်ဘူးတပုံထတာမဟုတ်ရင်ဘာဖြစ်တာလဲလူတော်ယောက်ကတို့ဟာတို့တဟူးချင်းရှိနေတဲ့မခံမရက်နိုင်တဲ့ပြဿနာကိုမခံနိုင်လို့နောက်ဆုံးပေါက်ကွဲပြီးလှုပ်ချင်တာယူမှိုင်းမှိုင်းလှုပ်လိုက်ကြတာတပုံထတာသာမှန်ရင်ကျွန်တော်တို့လည်းပါမယ်နောက်ခေါင်းဆောင်တာလည်းကျွန်တော်တို့ပဲဖြစ်မယ်နောက်ဒီပြဿနာကိုတပုံထမှုလို့ယူဆရင်ထောင်ပိုင်းကြီးကတော့ဘာမှမဖြစ်နိုင်ဘူး။အောင်မြင်စွာနှိမ်နေနိုင်နေဆိုပြီးနမဲကောင်းတော်ရချင်ရအောင်မေ။လွယ်လွယ်ကျုံရဲ့ထောင်ပိုင်းကြီးကတော့အကြီးကျယ်ပြဿနာတက်မှာပဲ။ဘာပြုလို့ ။ဘာဖြစ်ရမှာလဲ။အာနော်နဲ့ဟေတင်တို့တဘုံထားမယ်ဆိုတဲ့သတင်းကြိုရလို့လွဲရထောင်ကပြောင်းပြလိုက်တယ်။ပြောင်းတဲ့အခါမှာတဘုံထားမယ်လို့သတင်းရထားတဲ့လူနှစ်ယောက်ကိုတွေ့ပြီးတကြုံနဲ့ကိုမပုတ်တင်ဘူး။ပိုရင်ဒီပြဿနာဆက်ဖြစ်မယ်။ပေါ်နိုင်နေဆိုတာသိနေတာပဲ။ပြောင်းလဲတဲ့အောင်ပြန်မဆွတ်တင်နိုင်အောင်လမ်းဝေးတဲ့ကျွန်းနှကျွန်းကိုခွဲပုတ်တင်တယ်။အခုတကြုံနဲ့ပုတ်ပေးတယ်။ဒီလိုပုတ်ပေးတယ်ဆိုတာနဲ့ပြဿနာမပေါ်ပေါ်အောင်လုပ်သလိုဖြစ်နေပြီမဟုတ်လား။ဒီတော့မင်းဆန္ဒကဘာဖြစ်နေတာလဲ။ကျွန်တော်တဘောကတော့မကြီးတဲ့ပြဿနာဘာမှမကြီးစေချင်ဘူး။ အခုတည်သွားကြပြီဖြစ်တဲ့သုံးကောင်ဟာသူတို့ကိုသူတို့တတ်သိမယ်လို့စောစောတည်းကဆုံးဖြတ်ထားပြီးမတိတ်ခင်မှာသူတို့မုန်းနေတဲ့ဝါရာတွေကိုတတ်နိုင်သလောက်တတ်ကြအောင်မယ်ဆိုရဲလို့ကြတဲ့ရူးရူးမမိုက်လို့ရတဲ့ခုနေနဲ့ပဲတတ်မှတ်စေခြင်းနဲ့ထောင်နေတဲ့ပုံထားတယ်ဆိုတာကအကျဉ်းသားတွေနေနဲ့ထောင်အနာပိုင်းတွေကသူတို့ပေါ်တိတ်ဖိနှိတ်လွန်းလို့မခံနိုင်လို့လို့ဝိုင်းပြီးအုံကြွပြီးဒေါ်လာနာမျိုးဒါကြောင့်ကျွန်တော်တင်ပြချင်တာက၁ကျွန်တော်တို့အဆောင်မှာဒီနေ့လုံးဝမဖွင့်သေးပဲပိတ်ထားတာကိုမနေ့ဖြန်မနေ့ကစပြီးပြန်ဖွင့်ပေးပါငကောကပေးထားတဲ့လွတ်လပ်မှုတွေကိုဆက်ပေးပါ ပုံကံမှုမှာပါတယ်လို့ထင်ပြီးအမှောင်ကန်းနဲ့ပို့ထားတဲ့လူတွေပြန်လွတ်ပေးပါ။နှစ်အခုကိစ္စမှာပုံကြီးအချက်ကဲဆုံးနဲ့အခွင့်ရေးယူခဲ့ဆုံးကတော့တက်ချက်ကြီးဖီလီစာလီပဲ။သူအကြောင်းမဲ့အကျဉ်းသားနှစ်ယောက်ကိုအဆောင်ထဲမှာပြစ်တက်ထားတယ်။ဒီပြဿနာကတော့အေးမှမဟုတ်ဘူး။သူရှိနေတယ်ဆိုရင်သူ့အပေါ်ရန်ညှိုးထားကြတဲ့အကျဉ်းသားတွေနဲ့ပြဿနာသစ်တွေထပ်ပေါ်အောင်ပါပဲ။ဒါကြောင့်သူ့ကိုဒီကျုံးကမနှက်ပြန်ထောင်မဖွင့်ခင်ပြောင်းပေးပါဒါပါပဲ။ထောင်ပိုင်လေးဦးကကျွန်တော်နောက်ခွေတွင်ဤပြဿနာကိုဆက်စင်းလာကြ၏။နောက်ဆုံးကျွန်တော်တင်ပြချက်အားလုံးကိုသဘောတူ၏။ နောက်တနေ့မနက်9:00နာရီတွင်အကျဉ်းဆောင်တကားအလုံးကိုပြန်ဖွင့်ပေး၏အကျဉ်းသားအလုံးကိုတရက်အနာပေး၏ဥရောပတွင်ဖြစ်ပွားနေသောစစ်ပွဲကြီးတွင်မှလည်းကျွန်တော်တို့ပတ်ဝန်းကျင်ကိုတနေ့တခြားလွှမ်းမိုးလာ၏တကယ်တော့မြို့သူတွင်မြရေဒီယိုမရှိကြသဖြင့်စစ်သည်များကိုမြို့သူမြအထူးကြသည်သူမရှိပါစင်နေပတ်သက်၍ညင်ခုံပွဲများလည်းအမြဲဖြစ်နေ၏တချို့ကဒီကောအုပ်စုနှင့်ပေါင်းကျင်သည်အချို့ကပီတိန်အုပ်စုနှင့်ပေါင်းကျင်သည်ဝါလာအလုံးမှာပီတိန်အုပ်စုဘက်မှဖြစ်၏ အချို့ကယခုချိန်တွင်ထောင်ရင်းပုံငွေမှုလုပ်ရန်အကောင်းဆုံးအချိန်ဦးကျွန်တော်ကိုလာပြော၏သူတို့ကထောင်တွင်းစုပမှုလုပ်ပြီးဒီကောဖွဲ့သူမိမိတို့ကိုကိုမိမိတို့တော့အပ်ပြီးဂျပန်များကိုတိုက်ချင်ကြ၏ကျွန်တော်ကမဟုတ်ဤကိစ္စများကိုလုံးဝစိတ်ဝင်စားတကြုံသမားကိုမြည်သည့်နိုင်ငံ၏အဖွဲ့အစည်းကများလိုချင်ပြီးမဟုတ်ဟုယူဆ၏မှန်သည်စေဟူဒီမှာရပိုင်းလာပိုင်းနှင့်ပြီးနိုင်သည်မဟုတ်ရေရှည်စင်နှဲရဖို့များ၏ဤသို့ရေရှည်နှဲသွားမိစင်၌ဝင်ရောက်မှုထမ်းပြီးသူသည်မျိုးခြေစိမ့်မရှိဘဲမာရဲယုံလူတရဲယုံဖြင့်မဖြစ်နိုင် ကျွန်တော်စိတ်ဝင်စားနေပြီးမှကျွန်တော်တဦးနဲ့လုံမြောက်ရေးတာလင်းဖြိတ်စိန်ဂျိုးဆက်ဂျွန်နိုက်လက်သမားအလုပ်ယုံတက်ခွဲအလုပ်ယုံများမရှိတို့ကြောင့်ဖောင်မလုံးနိုင်ဖောင်မလုံးနိုင်၍တကြုံများမိသူများကျွန်တော်ပြေးစရာလမ်းမမီတို့ကြောင့်လွယ်ရကျွန်းတို့ပြန်ပြောင်းခြင်းတည်လွယ်ရကျွန်း၌နောက်ဆုံးကျွန်တော်နေခဲ့သည့်လေးလအတွင်း၌တောင်ဆရာဝင်နှင့်လည်းအလွန်ရင်းနှီးနေခဲ့မိလေပြီတောင်ဆရာဝင်မိမာဒေါက်တာဂေးဖက်ဖြိတ်အလွန်စိတ်ထားမြင့်မြတ်သူဖြစ်၏ ထောင်အမှုတန်းမိသူကိုမြလက်ဆွဲမနှုတ်ဆက်ကျွန်တော်ကိုနှုတ်ဆက်ဤသူစနီးမှလည်းကျွန်တော်နှင့်အလုံးရင်းဤသူမကသူ့ကိုအိမ်နောက်ဖေးဘက်တွင်ဟင်းဒီဟင်းရွက်ချံတစ်ခုပြိုးထောင်ပေးရန်ကျွန်တော်ကိုအကူအညီတောင်းဤကျွန်တော်ကစေတနာအပြည့်နှင့်အကူအညီပေးရာနောက်ဆုံးထိုချံကလေးမှအလုံးအောင်မြင်ဤအေးဆောင်ဝင်လေမယားနှင့်နောက်ကျွန်တော်တကြုံးမှလွတ်မြောက်သွားသည့်အချိန်နှိုင်းပင်စာဆက်တွေရှိခဲ့သည် ဆရာဝန်ဂေးပတ်မှာကုတ္တကံမကောင်းရှာစေကြီးပြီး၍အင်ဒိုချိုင်းနာကျွန်းဆွယ်၌တွားရောက်အမှုတန်းစဉ်ဗီယက်နမ်လူမျိုးရေးတိုက်ပွဲတစ်ခု၌ဒဏ်ရာရ၍စွန့်ထားခဲ့သောစစ်သားတယောက်အသက်ကိုကယ်ရန်ကြိုးစားစဉ်တနက်မှန်၍လေသွားရှာ၏ထောင်တမုံထမှုကြီးပြီး၍၃လအကြာတွင်ရေရေကျွန်းသို့ကျွန်တော်ကိုပြန်ပြောင်းပေး၏